ဘရာဇီးစီးရီး A ကလပ်အသင်းတသင်းဖြစ်တဲ့ဆန်တိုစ်အသင်းကောင်းဆောင်နေမှာဟာပီရင်းလိပွဲစဉ်မှာလက်နဲ့ပုတ်ပြီးဂိုးသွင်းတာကြောင့်အနီကက်နဲ့ထုတ်ပယ်ခံခဲ့ရတယ်လို့သိရပါဗျ။ဘရာဇီးစီးရီး A ပွဲစဉ်ဆက်တဲ့အဖြစ်ဇွန်လ၁ရက်ကရှင်ပြန်ကစားတဲ့ဆန်တိုစ်အသင်းနဲ့ဗိုတာဖိုကိုရိုပွဲမှာနေမာကဂိုးရှိမှာလက်နဲ့ပုတ်ပြီးဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ဂိုးမရှိတရေဖြစ်နေစဉ်ဒုတိယပိုင်း86မိနစ်မှာဘယ်ချန်ကနေဆန်တိုစ်အသင်းရဲ့ဖြတ်တင်ဘောကို ဗိုဒါဖိုကိုကိုသမားကာကွယ်ရာကနေပြန်ထွက်လာရာနေမာကလက်နဲ့ပုတ်ပြီးသွင်းယူခဲ့တာကြောင့်နှစ်ဝတနီနဲ့ထုတ်ပင်ခံခဲ့ရပါတယ်။ဒီလိုပြုလုပ်ခဲ့တဲ့အတွက်33နှစ်အရွယ်နေမာဟာတပွဲပယ်ပြစ်ဒဏ်ကြခံရမှာဖြစ်ပြီး၎င်းနဲ့ဆန်တိုးစ်အသင်းရဲ့စာချုပ်ဟာဇွန်လ30ရက်အထိ6လတာချုပ်ဆိုထားတာကြောင့်ဗိုဒါဖိုကိုနဲ့ပွဲဟာနောက်ဆုံးကစားရတဲ့ပွဲဖြစ်ဖွယ်ရှိနေတယ်လို့သိရပါတယ်။ဒီပွဲမှာဗိုဒါဖိုကိုကဆန်တိုးစ်အသင်းကိုတကူးကူးမရှိနဲ့အနိုင်ရရှိခဲ့ပါတယ်။